ွက်စားရလည်းမဟုတ်ဘူး။အဲဆိုသူတို့စီကလည်းယူစားတာမဟုတ်ဘူး။ကိုယ်လုံးမကူစားရတာဆိုတော့ တော့မရှိပါဘူး။ယူနီဖောင်းဆိုလို့ရင်လက်ဝင်လေးပေါ့အင်းညို့ပေါ့သွား။ညချင်းချင်းမကြည့်ဘူး။ဟုတ်တယ်နော်။ချင်းချင်းမကြည့်နေရဒီတိုင်းဟုတ်သွားတယ်။ဖန်နေရဆိုရင်သိရပဲလေ။ကျွန်တော်ကသူဘာလို့ပြဲခုဘာလို့လဲဆိုတော့သိရတာ။ဒါကဘာလို့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 ဟိုကုဆုံးဖြတ်ချက်နဲ့ကိုပဲ။ဆိုတော့ညီမလေးကအရင်ကတော့ဒီ cleaning service ပေါ့နော်။တန်းချိန်နဲ့ပတ်သက်ပြီးတော့ဒီနယ်ပယ်ထဲမှာလုံဝင်နေတာပဲဖြစ်ဖြစ်လုံအတွေ့အကြုံပဲဖြစ်ဖြစ်ရှိကြလား။အဲ့လိုမျိုးတော့မလုပ်လို့မလုပ်။ဟုတ်လား။အဲ့လိုတန်းချိန်ကိုရွေးချယ်လိုက်တာ။ အလုတ်ကမလုတ်တာကြာပြီမလုတ်တာကြာပြီဆိုတော့အဖုံးသုံးပြီးနဲ့အဲ့လို glue နဲ့ပေါ့နော်လုတ်ရတဲ့ဟာလေးဆိုတော့ကိုယ်သဘောကြာသဘောကြာတော့ရှောင်းမှာပေါ့ရအောင်အရောဒီမှာရောက်လာတော့ကိုကအစိမ့်တက်တက်ကြီးနေပြီနော်သူဆိုရင်ဟိုတွေ့ကြုံမရှိရလို့ဆိုတော့ ဘယ်လိုလဲကိုယ်တော့အရင်ယူမှလိုက်လို့ရလားပရက်ရှာများပြီးတော့လေပရက်ရှာပြီးပြီးတော့အဲ့လိုမျိုးတော့မရှိပါဘူးပရက်ရှာတော့မပြီးပါဘူးအရင်လုတ်တက်ခေတုန်းကတော့ခတ်တယ်ပေါ့နော်လုတ်တက်သွားတော့လည်းလွယ်သွားတာအခု training ဈေးကြီးဆိုရင်ကြီးမှုကြီးရှိလာပြီလားဟုတ်ကဲ့အရင်ရှိလာပါဘူး။ဟိုစကရင်ကောမလုပ်တတ်နိုင်ဘူးဆိုတော့အဆရာကြီးကြားတဲ့ခါကျရင်ကိုနေနေလွယ်နေတာပေါ့။အဲ့တော့ဆရာကြီးကဥလာဟုတ်လား။အဲ့လိုမျိုးမဆိုပါဘူး။ဟိုဥစားကိုမှားနေတယ်ဆိုတော့ပြန်ပြင်လေးတာပေါ့။စကရင်ကကိုမသိခင်တော့ကလည်း ဟိုဆရာတွေကတင်ပေးတယ်ဟိုဆဲတာစုတာလည်းမရှိဘူးတခုချင်းစီပေါ့နော်သူတင်ပေးတဲ့ဆရာတွေကိုကျေးဇူးတင်ပါတယ်ဆက်ဆက်ရရကိုမသိခင်တော့ကလည်းဟိုဆရာတွေကတင်ပေးတယ်ဟိုဆဲတာစုတာလည်းမရှိဘူးတခုချင်းစီပေါ့နော်သူတို့အားတဲ့အချိန်လေးတွေမှာဟိုသူကကြတော့ကိုဆရာလေးလည်းမအားနေဘူးလေလုံးလုံးသူတို့အားတဲ့အချိန်လေးမှာဒါမျိုးဒါမျိုးလေးပြပေးတဲ့ခါကျရင်လည်းစိတ်ရှည်လက်ရှည်ပြီးပြပေးကြပါလားမလေးနေနေကတော့အမအမလူငယ်တယောက်နေနဲ့တန့်ရှင်းလို့ရတာရှက်လား အဲ့လိုမျိုးတော့မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုဆုံးဖြတ်ချက်နဲ့ပုံပဲလေကိုကိုလှုပ်ရှင်တဲ့အလုပ်ကိုကိုထိထိရရပြီးအဲ့လိုမျိုးလေးလှုပ်ရှင်တဲ့စိတ်ပဲရှိရ။တင်ငယ်လား။တင်လို့မတင်ငယ်ပြီးပါအောင်။ယူနီဖောင်းဆိုလို့ရင်လက်ဝင်လေးပေါ့အင်းသူ့ကိုသွားငါချင်းချင်းမကြည့်ဘူး။ဟုတ်တယ်နော်။ချင်းချင်းမကြည့်နေရဒီတိုင်းတော့သွားတာပဲ။ဒါနဲ့ရဆိုရင်သိရပဲလေ။ကျွန်တော်ကဒီမှာလှုပ်တယ်အခုမှလှုပ်တယ်ဆိုတော့သိရတာ။ဒါကဘာလို့လှုပ်လို့လို့ကိုကိုဆုံးဖြတ်ချက်နဲ့ပုံပဲ။ ဖတ်တာလည်းမဟုတ်ဘူး။ဟာဆိုသူတို့ကြီးလည်းယူစားတာမဟုတ်ဘူး။ကိုလုံးမကူစားရတာဆိုတော့မရှိပါဘူး။အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စူးစမ်းချင်သူတိုင်းအတွက်အခွင့်အရေးရှိရဲ့ဟုတ်တယ်ရှိပါ။အလုံးလို့ရဟုတ်ရှိရဲ့နော်။